ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကုမင်္ဂနုပညာကားစီဆန္ဒအနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဟုတ်ကဲ့ဒီနေ့မှဆိုတော့ကျွန်တော်တို့ EV ကားချစ်သူများအတွက်ပေါ့နော်ကျွန်တော်တို့ဒီမှာ EV ကားလေးတွေအမေးများကြတယ် EV ကားလေးတွေဘယ်လိုအသွင်းလဲဆိုတာအမေးများကြတဲ့ကားချစ်သူမိတ်ဆွေများအတွက်လိုက်လံပြီးတော့ပြသပြမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီမှာအရင်ဆုံးရောင်းအများဆုံးကားလေးဖြစ်တဲ့ဒိုင်ယန် EV ကားလေးတွေရဲ့အသွင်းပုံနဲ့ကျွန်တော်တို့အသွင်းနဲ့ကြာချိန်လေးတွေကိုတစ်ချက်ပြသပြမယ်ဗျာနော်။ဟုတ်ကဲ့ကျွန်တော်တို့ဒီမှာ EV ကားဝယ်ယူမယ်ဆိုရင်ပေါ့နော်အိမ်မီးနဲ့ပဲအသွင်းလို့ရလားစတေရှင်မှာပဲအသွင်းလို့ရလားလို့အမေးများကြတဲ့ကားချစ်သူမိတ်ဆွေများအတွက်အိမ်မီးနဲ့လည်းကျွန်တော်အသွင်းလို့ရတယ်ဗျာနော်။ကျွန်တော်ဒီမှာဆိုရင် အဲအာသွင်းပေါက်ပုံစံလေးကျွန်တော်တို့ပြပေးတာလေအာသွင်းတဲ့ပုံစံလေးသူ့ရဲ့ level 1ခြားခြားဂျိုးမှာပါတယ်အာသွင်းပေါက်လေးပေါ့နော်ကျွန်တော်ဒီဂျိုးမှာသွင်းမယ်ဆိုတော့ဒါတော့ကျွန်တော် level 1သူ့ original ဂျိုးနဲ့သွင်းတဲ့ခေါင်းလေးကျွန်တော်ဒီဘက်ဘေးမှာဆိုရင်တော့ station မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ level 2ခြားခြားခေါင်းနဲ့ပဲသွင်းမယ်ဆိုရင်လည်းကျွန်တော်တို့တော်တော်လေးကိုအဆင်ပြေတဲ့ကားလေးပဲဖြစ်ပါတယ် Okay ကျွန်တော်တို့ဒီအိမ်မီနဲ့အာသွင်းမယ်ဆိုရင်ပေါ့နော်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့အိမ်မှာအလေးတော်ဒီခေါင်းလေးကတက်တက်လေးမြှုပ်ပြီးတော့ပို့ပြီးတော့ကောင်းနေဗျမီးအားလည်းသူ့ကခွဲပေးတဲ့ပုံစံမျိုးပေါ့နော် တော်တော်လေးလည်းအဆင်ပြေတယ်စတေရှင်မှာအားသွင်းမယ်ဆိုရင်တော့သူ့ရဲ့ကြာချိန်လေးကတော့ကျွန်တော်တို့ဟုတ်ပြီကအိမ်မီနဲ့ကျွန်တော်တို့ level 1မှမဟုတ်ဘူးเนาะ level 2နဲ့လည်းကျွန်တော်တို့ဆင်ပြီးတော့အသွင်းလို့ရလာဆိုတော့မိတ်ဆွေများတို့ကျွန်တော်တို့ဒီမှာဆိုလဲ level 2နဲ့တခြားလေးအသွင်းပြပြရပါဗျာเนาะကျွန်တော်တို့အသွင်းမအသွင်းနေရတော့အခုကကျွန်တော် level 1ခေါင်းလေးကို သွင်းမယ်ဆိုရင်လည်းယခုလိုမျိုးလေးကျွန်တော်တို့ထိုးသွင်းပြီးတော့အားသွင်းလို့ရပဲကျွန်တော်အားဝင်မယ်ဆိုရင်ယခုလိုမျိုးဂျန်ကွက်မှာကျွန်တော်အစိမ်းအောင်ပုံစံလေးပေါ်တယ်ဗျာနော်ကျွန်တော် EV ကားလေးတွေကဘယ်လိုလူမျိုးတွေစီးသင့်လဲဆိုတော့မျိုးရင်းမှာအသုံးပြုမဲ့လူတွေမျိုးရင်းပေါ့နော်ရုံသားရုံပြန်ကြောင်းသားကြောင်းပြန်ဒါမှမဟုတ်လည်းကျွန်တော်တို့မျိုးရင်းမှာပဲဖြစ်ဖြစ်မျိုးပြင်မှာပဲဖြစ်ကျွန်တော် delivery ပို့မယ်ဆိုတဲ့လူတွေအတွက်လည်းတော်တော်လေးကိုအဆင်ပြေတဲ့ကားမျိုးစားပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဗျကျွန်တော်တို့ဒီမှာဒီဒိုင်ယန် EV ကားလေးတွေဝယ်ယူခြင်းလဲဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ကုမကန်နုမညာကားစီစင်တာမှာမျက်မြင်ကြည့်ရှုပြီးတော့လာရောက်စစ်ဆေးဝယ်ယူနိုင်တဲ့ကျွန်တော်တို့ဒိုင်ယန် EV ကားလေးတွေရဲ့အားသာချက်လေးတွေကအတွင်းကထဲမှာ all leather seat တွေဖြစ် CRI မှာဆိုလဲကျွန်တော် CRI volume control တွေ cruise control တွေပါတယ်အကုန်ပါဝင်သွားတဲ့အတွက်ကြောင့်လို့ဒီကြိုင်အများဆုံးကားလေးတစ်စီးဖြစ်တယ်ဗျအောက်ပိုင်းလေးဆိုရင်လည်းကျွန်တော်တို့မျက်မြင်လေးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်မြို့တွင်းမှာမဟုတ်ကျွန်တော်မြို့ပြင်မှာဆိုလဲ highway ပါညာထွက်မဲ့ဆိုရင်လည်းသူ့ရဲ့အောက် bike ကဘယ်ဖြေကဘိုက်အောက်မှာရှိရတဲ့အတွက်ကြောင့်လို့ရေတွေပါလွတ်တယ်အောက်ပိုင်းမြင့်တော့ ်စီရလူတို့ကလည်းတော်တော်လေးအဆင်ပြေတယ်အတွင်းကန်းထဲမှာဆိုလဲဟာရွန်နဲ့လာရွန်နဲ့ကျဲတယ်ဗျာနော်ကျွန်တော်တို့စီမှာဒီဒိုင်ယန် EV ကားလေးတွေဝယ်ယူခြင်းလဲဆိုတော့0ကီလို brand new ကားလေးတွေကိုတော့ကျွန်တော်သိန်း600ကျော်လေးမှာပဲညီနိုင်ပြီးတော့ရောင်းချမှာဖြစ်ပြီးတော့ကျွန်တော်တို့စီမှာသိန်း600ကျော်လေးမှာအမြင့်များကြတဲ့ကားချစ်သူမိတ်ဆွေများတော့ဒိုင်ယန် EV ကားလေးတွေကီလိုလေးတွေ အနေငယ်တော့တက်ပြီးသားကားလေးတွေကိုတင်ချောက်ဝကျော်လေးနဲ့ညှိနှိုင်းပြီးတော့ရောင်းချရမှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်လာဆိုရင်ကျွန်တော်စီမှာ Dian EV ကားအပြင်မဟုတ် Natta 8 EV ကားလေးရှိမယ်ပြီးတော့လည်းအစ်တထမှန်ရောက်ရှိကြတဲ့ Hyken Z03 လို့ EV ကားလေးတွေမိတ်ဆွေတို့အနေနဲ့ရေးချဲဝယ်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗျမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့စီမှာ EV ကားလေးမှာမဟုတ်စီကားလေးတွေရွေးချယ်ပြီးတော့ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကုမ္ပဏီကနှုတ်မြညာကားစီစင်တာကိုတာရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ